ဒီချိန်အန်ဖီတိုက်ပွဲကကျွန်တော်ရဲ့ United ကစားမဘွားမှာနောက်ဆုံးတစ်ချိန်လည်းဖြစ်သွားနိုင်ပါတယ်။ပရိသတ်များအားလုံးပဲမင်္ဂလာပါများ။ Manchester Football ဆိုတာတင်ဆက်နေပါတယ်။တရင်းနေချစ်သူတို့ရေဒီနေ့တော့ကျွန်တော်ခင်ဗျားတို့ကိုတခုပြောပြချင်ပါတယ်။ဒါကကျွန်တော်ရဲ့နှလုံးသားထဲမှာနေပေါင်းများစွာဆွေးမြေ့စွာရှိနေတဲ့အကြောင်းပါ။ခင်ဗျားလေးဘောလုံးပရိသတ်ဆိုတော့အန်ဖီဆိုတဲ့နာမည်ကိုကြားရင်ဘာလို့ဆိုလို့ရဆိုတာနားလည်မှာပါ။အန်ဖီကလစ်ပါဝီရဲ့အိမ်ကွင်းဖြစ်ပြီးဘောလုံးသမားတယောက်အတွက် ီကွင်းနဲ့ခြေချတာအိမ်မက်တစ်ခုလို့ပါပဲဒါပေမဲ့ဒီကွင်းမှာနိုင်ရဖို့ဆိုတော့အိမ်မက်ထက်တောင်ပိုခက်ခဲ့တဲ့စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်ကျွန်တော်ယူနိုက်တက်မှာ9နှစ်ကျော်ရှိခဲ့ပါပြီအဲဒီ9နှစ်အတွင်းမှာအန်ဖီမှာတစ်ချိန်မှအနိုင်မရခဲ့ဘူးပါဘူးဒါကကျွန်တော်ရင်ထဲမှာအမြဲဆွေးနေတဲ့ဝမ်းနည်းမှုတစ်ခုပါဒီကြောင်းတွေကနေ့တွေညတွေတိုင်းမှာကျွန်တော်ကို၆လန့်လို့ကျွန်တော်ကအဲ့ဒီကြောင်းအိမ်မက်ဆိုးတွေမရင်နဲ့ညဘက်ဒီမှာလန့်လို့ခဲ့ပါတယ် ခင်ဗျားတို့သိကြရမို့လား United နဲ့ Liverpool ပြိုင်ဆိုင်မှုကဘလုံးလောကရဲ့ကြီးမားဆုံးပြိုင်ဆိုင်မှုတွေကတစ်ခုပါပဲအဲဒီပွဲစဉ်ကရိုးပွဲမဟုတ်ပါဘူးဒါကဂုံတိတ်ခါတမိုင်းပရိသတ်ရဲ့နှလုံးသားတွေနဲ့ဆက်ဆက်နေတဲ့တိုက်ပွဲတစ်ခုဖြစ်ပါပြီဒီခေါက်တော့ကျွန်တော် Anfield မှာအနိုင်ရရှိခဲ့ပါပြီဒါကကျွန်တော်အတွက်ရိုးအောင်မြင်မှုတစ်ခုမဟုတ်ခဲ့ပါဘူးဒါကကျွန်တော်ရဲ့ United ကစားမပွားမှာအမှတ်တရတစ်ခုဖြစ်လာခဲ့ပါပြီ Anfield Queen နဲ့ပထမဆုံးအကြိမ်ခြေချခဲ့တဲ့အချိန်ကိုကျွန်တော်ခုထိမမေ့နိုင်သေးပါဘူး Queen နဲ့မှာ Liverpool ပရိသတ်တွေရဲ့ Your Never Walk Alone တခြင်းတန်ကနားထဲမှာမြည်နေပါပြီ ဒီကွင်းရဲ့ငွေတက်ကတခြားကွင်းတွေနဲ့မတူပါဘူး။ပြည်သက်တွေရဲ့အားပေးတန် PR တွေတမိုင်းဝင်နိုင်ငံတွေကကစားမတယောက်ကိုဖိစီးမှုတွေပေးနိုင်ပါတယ်။ဒီကွင်းမှာ community ဆက်တိုက်ကစားခဲ့ပေမဲ့ဒီချိန်မှအနိုင်မရခဲ့ပါဘူး။ဒီချိန်တိုင်းမှာကျွန်တော်ကွင်းတွေကထွက်လာတဲ့အခါရင်းထဲမှာတခုခုလိုအပ်နေတယ်လို့ခံစားရရပါတယ်။နောက်တဲ့နောက်ခံလူဖြစ်ကျွန်တော်အမြဲတမ်းအသင်းကိုအကောင်းဆုံးပေးဆက်ခြင်းခဲ့ပါတယ်။ဒါပေမဲ့ MF မှာအနိုင်မရခဲ့တာကကျွန်တော်အတွက်နှလုံးသားထဲမှာအမြဲဆွေးနေတဲ့ဝမ်းနည်းမှုတစ်ခုပါပဲ။ ကျွန်တော်တာဝန်မကြည်သလိုခံစားရပါတယ်ကျွန်တော်ဒီစိတ်နဲ့ဒီချင်းသေးသွားရင်အသေးဖြောက်မယ်မထင်ပါဘူးခင်ဗျားတို့သိတယ်မဟုတ်လားအန်ဖီမာနိုင်ရဖို့ဆိုတာကယူနိုက်တက်ကစားမှတယောက်အတွက်ဘလောက်အရေးကြီးလဲဆိုတာကိုပေါ့ဒါကရိုးရိုးပွဲတစ်ပွဲရဲ့အနိုင်ရှုံးမဟုတ်ပါဘူးဒါကယူနိုက်တက်နဲ့လစ်ပါပူရဲ့နှစ်ပေါင်းများစွာဆက်လက်တည်ရှိခဲ့တဲ့ပြိုင်ဆိုင်မှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်ဒီကွင်းမှာနိုင်ရဖို့ဆိုတာကျွန်တော်အတွက်အိမ်မက်တစ်ခုလိုပါပဲအခုဆိုရင်ကျွန်တော်ရဲ့ယူနိုက်တက်မှာနောက်ဆုံးနှစ်ကိုရောက်နေပြီလေခုနှစ်ကျော်ကာလကကျွန်တော်အတွက်အမှတ်တရစိန်ခေါ်မှုတွေအောင်မြင်မှုတွေနဲ့ပြည့်နေနေခဲ့ပါတယ် ပြောင်းရွှေ့ရေးပေါင်တန်း80ဆိုတာကကျွန်တော်ဝင်တော့ဝင်ဖို့ဖြစ်စေခဲ့ပါတယ်။အဲ့လိုနဲ့ပဲကျွန်တော်မားတွေလောက်ခဲ့မိပါတယ်။ဒီမားတွေကိုပြန်ပြီးပေးဆက်ချင်တာကျွန်တော်ရင်ထဲကစန္ဒာ60တီးရပါ။အဲ့ဒီစိတ်နဲ့ပဲကျွန်တော်ကြိုးစားခဲ့ပါတယ်။ဘွားဆိုတာအများတန်းတော့ရှုံးနေနေတာမဟုတ်ပါဘူး။ကြိုးစားအထုတ်မှုတွေကိုမြင်မြဲဆွဲကင်ထားသရွေကတော့အောင်မြင်မှုဆိုတာခင်ဗျားတို့ညီကိုရောက်ရှိလာမှာပါ။ဒါကကျွန်တော်ကိုရင်းနဲ့ရင်းခဲ့တဲ့ဘွားရဲ့သင်ခန်းစာပါပဲ။ခင်ဗျားတို့ကိုချစ်တဲ့စိတ်နဲ့ကျွန်တော်ပြန်လည်မျှဝေလိုက်ပါတယ်။ ပြီးကြတဲ့ရတရဘက်ကအန်ဖီမှာကျွန်တော်တို့ကစားခဲ့ရပါတယ်ဒီပွဲကကျွန်တော်ရဲ့ United ကစားမပွားရဲ့နောက်ဆုံးအန်ဖီပွဲဖြစ်သွားနိုင်တယ်ဆိုတဲ့အတွေ့ကကျွန်တော်ကိုပုံမတွန်းအားပေးခဲ့ပါတယ်ကျွန်တော်ဒီကွင်းထဲကိုဝင်လာတဲ့အခါပရိသတ်တွေအားပေးတန်နေလီဗာပူးရဲ့ဖိအားတွေခံစားရပါတယ်ဒါပေမဲ့ဒီခေါက်မှာကျွန်တော်ရင်ထဲမှာမျှော်လင့်ချက်တခုရှိနေပါတယ်ဒါကတော့ကျွန်တော်ရဲ့အခွင့်အရေးတစ်ခုဖြစ်ပါတယ်ကိုင်းနေမှာကစားနေတဲ့အခါကျွန်တော်ရဲ့အသင်းဘော်ရီနဲ့အတူတူကောင်းဆုံးကြိုးစားခဲ့ပါတယ်။လေဘောက်ရဲ့တိုက်စစ်ကိုကုခံရင်းကျွန်တော်ရဲ့အလုပ်ကိုအာရုံစိုက်ခဲ့ပါတယ်။အသင်းလိုအပ်တဲ့ချိန်မှာရှေ့တက်ပြီးတော့ကျွန်တော်ကိုယ်သိမ်းယူဖို့ကြိုးစားခဲ့ပါတယ်။ ်ပွဲပြီးသွားတဲ့အခါကျွန်တော်တို့အနိုင်ရခဲ့ပါတယ်ဒါကကျွန်တော်တို့အတွက်ရိုးရိုးအနိုင်တခုမဟုတ်ပါဘူး။ဒါကကျွန်တော်ရဲ့ခုနှစ်နှစ်တာဆန္ဒတခုရဲ့အဆုံးသက်ဖြစ်ခဲ့ပါ ರಿ ။ခင်ဗျားတို့ရိုးရိုးသားသားပြောရရင်တော့ဒီနိုင်ပွဲကကျွန်တော်တို့အတွက်အထိပယ်ကြီးအများကြီးရှိပါ ರಿ ။ FM မှာနိုင်ရဖို့ဆိုတဲ့ဆန္ဒကကျွန်တော်ရင်ထဲမှာနှစ်ပေါင်းများစွာကိုဆွေးနွေးခဲ့ပါ ರಿ ။ဒီနိုင်ပွဲမှာနိုင်ရတဲ့အခါကျွန်တော်လုံးသားတွေကဝင်းဒုတ်တခုကိုဖယ်ရှားလိုက်တယ်လို့ခန်းစားရပါ ರಿ ။ ဒီနိုင်ပွဲဟာကျွန်တော်ရဲ့ United ကစားမဘဝရဲ့အမတ်တရတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ခုနှစ်တာကာလအတွင်းမှာကျွန်တော်အသင်းအတွက်အကောင်းဆုံးပေးဆက်ခဲ့ပါတယ်။အခက်ခဲတွေ၊ PR တွေ၊ဝေဖန်မှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့ United ရဲ့အင်ဂျီကိုဝစ်ဆင်ပြီးတော့ကစားရတိုင်းကျွန်တော်ရဲ့နှလုံးသားကဂေါ်ယူမှုအပြည့်နဲ့ပြည့်နှက်နေကြတယ်ဆိုတာကတော့ခင်ဗျားတို့ကိုယုံကြည်ခြင်းပါတယ်။ဟုတ်ပါတယ်ကျွန်တော်အခုချိန်ထိအတင်းနဲ့စာချုပ်တိချုပ်ဖို့စာချုပ်တက်တန်းတိုးဖို့သဘောတူညီမှုမရသေးပါဘူး အခုတော့ကျွန်တော်ရဲ့စာချုပ်ကနောက်ဆုံးနေ့ထဲကိုရောက်ရှိနေပါပြီ။ဒီတော့ဘာမဆိုဖြစ်သွားနိုင်ပါလိမ့်။ဒီချိန် MF တိုက်ပွဲက United ကစားမဖြစ်ကျွန်တော်တိုက်ရတဲ့နောက်ဆုံးပွဲလေဖြစ်သွားနိုင်ပါလိမ့်။ခင်ဗျားတို့ကိုဒီအကြောင်းပြောရတာကကျွန်တော်အရင်ပြောပါရစ်။ MF မှာနိုင်ရဖို့ဆိုတဲ့စင်တာကကျွန်တော်ရဲ့ခုနှစ်နှစ်တာ United ကစားမပွားရေးအရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါရစ်။ဒီတိုက်ပွဲကကျွန်တော်အတွက်ရိုးအောင်မြင်မှုတစ်ခုမဟုတ်ပါဘူး။ဒါကကျွန်တော်ရဲ့တစ္ဆာစောင့်တိမှုစိတ်အားထက်သန်မှုရုန်းကန်မှုတွေရဲ့အဆုံးအသတ်တစ်ခုဖြစ်ပါရစ်။ရတဲ့ပြည်သက်တွေရဲ့အားပေးတဲ့အသင်းတော်တွေနဲ့အတူကစားကြတဲ့ခိုက်တန်တွေက ကျွန်တော်ရဲ့လုံသားထဲမှာအမြဲတမ်းရှိနေမယ်ဆိုတာသိကြပါရစ်။စာချုပ်တက်တန်းမတိုးဖြစ်တော့ဘူးဆိုရင်ကျွန်တော်တို့အပြုံးနဲ့နှုတ်ဆက်လန်းခွဲနိုင်ပြီးမဟုတ်ပါလားခင်ဗျာ။မင်္ဂလာပါကျွန်တော်မကွမ်းရပါမန်ချက်စတာဖုတ်ဘောဇောင်းကနေနှုတ်ဆက်လိုက်ပါရစ်။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။